်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှလေဖိအားနည်းရဝန်းသည်အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင်တည်ရှိနေပြီးအနောက်ဘက်သို့ဆက်လက်ရွေ့လျားကာဇူလိုင်၁ရက်နေ့တွင် အပြော့ပြီးနောက်အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများသို့ဆက်လက်ရွေ့လျားသွားနိုင်ကာကုန်းတွင်းလေဖိအားနည်းရဝန်းအဖြစ်အပြန်ကောင်းလာနိုင်ကြောင်းခန့်မှန်းထားပါသည်။ဇွန်လ30ရက်ညနေ3:00နာရီခွဲလက်ရှိဖြစ်ပေါ်နေသည့်မိုးလေဝသအခြေအနေများကြောင့်အခြေအနေကြောင့် ဇွန်လ30ရက်ည6နာရီခွဲမှဇူလိုင်3ရက်ည6နာရီခွဲအထိ82နာရီအတွင်းမိုးရွာသွန်းနိုင်သည့်အခြေအနေများမှာမိုးများ82နာရီမိုးရေချိန်တတသမ5လက်မနှင့်အထက်ချင်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းအေရဝတီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းကယားပြည်နယ်နေပြည်တော်မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်း မိုးနေ90နှစ်နာရီမိုးရေချိန်တလက်မခွဲအောင်ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းတပြည်လုံးမှာမိုးရွာနိုင်ပြီးနေရာကွက်၍မိုးသေးထန်နိုင်မိုးများနိုင်ပါမယ်။